တနေ့သုံးလို့တဲတယ်တေကနာအခွန်ကုန်းငါလို့တဲတယ်ရှစ်လေးချောက်လို့ကနန်းသုံးွက်တဲသွားပြန်အဲ့လိုမျိုးအဲ့လိုမျိုးတဲသွားတယ်ကနန်းသုံးွက်တဲသွားတဲ့အချိန်မှာအဲကနန်းသုံးွက်တဲသွားတဲ့အချိန်မှာဒီရှစ်ထိတ်လို့ကနန်းတစ်ခွက်ကကြတယ် ရှစ်ထိပ်လို့ကြပြရတယ်ဒီရှစ်ထိပ်ရဲ့ဒီဘက်မှာ6ထိပ်လို့ကြသွားတယ်6ထိပ်6ထိပ်ဆော့ဆော့လေး3ဆိုပြီးခဏကြသွားဒီလိုလေးကြသွားအဲရှစ်ထိပ်ရဲ့အဲအဲကရက်မြန်နေပေါ့6 6 4 3ဆိုပြီးကြသွားအဲ6 6 4 3လို့ကြသွားရခြင်းလားသူကဒီရှစ်ထိပ်ရဲ့တပင်ကျော်မှာ15နှစ်ဆိုတော့ခဏလေးက ်ပတ်လည်လိုက်ရိုက်တယ်အဲ့လိုမျိုး6643တို့ဆုံးသွားတဲ့အဲ line နဲ့မှအာ630ဆိုတဲ့ကနေ data တစ်ခွက်ကသူကတည်သွားတယ်630ရနေပေါ်တနေ3456ခွန်8ကျင်8ကျင်တော့အပေါ်၄ကျင်တနေ3 4ကျင်မှာနနေခွန်ဆိုတဲ့ကနေတည်သွားတယ် နှစ်နှစ်ခွန်ရဲ့ထိတ်မှာနှစ်ဦးမှာခွန်မှုနဲ့ကလန်တဲသွားအဲ့လိုမျိုးရိုက်သွားဘူးဒုတိယကလေးကြီးကြောင့်ဒုတိယကလေးကအဲအဲဒုတိယကလေးကပထမကလိုပဲအဲ1နှစ်3လို့တဲတယ်1နှစ်3လို့တဲတယ်ခွန်ကို5လို့တဲတဲသွားတယ်အဲခွန်ကို5လို့တဲသွားတယ်ရှစ်၄၆လို့ဆိုပြီး အဲ146ဆိုပြီးကနတဲကနသုံးခုတဲသွားအဲ့လိုမျိုးအဲ့လိုမျိုးတဲသွားတဲ့အချိန်မှာသူကပထမကတ်လိုပဲပထမကတ်လိုပဲအဲ၈ထိပ်ရဲ့ဘေးကအနေပြီးအဲ၈အဲ၈6643ဆိုပြီး6အဲ6643ဆိုပြီးတဲသွားမထင်ဘူးဖြစ်နေတယ် စ်ထိတ်လို့တည်ပြီးဒီဘက်ဘီယံမှာ66အော်43လို့6643လို့ရိုက်သွားတယ်အာ6643လို့ရိုက်သွားတဲ့အချိန်မှာ6643လို့6643လို့ဆုံးသွားတဲ့လမ်းမှာသူရှစ်ကတ်ကလို့ပဲ63တဲဆိုတဲ့ကဏ္ဍတဲကဏ္ဍအမ်တကွက်ကတဲသွားတယ်အမ်630ဆိုတဲ့ကဏ္ဍတည်သွားတယ်အဲ့လိုမျိုးတည်သွားတဲ့အချိန်မှာ तू က ောက်သုံးတဲ့နေမှာဒီဘက်ကို၈ကျင်း1 2 3 4 5 6အောက်ခွန်၈ကျင်းအပေါ်၄ကျင်းတဲ့1 2 3 4ကျင်းမှာအကျင်ကိုက်ဟိုင်းနဲ့နဲ့ခွန်ဆိုရကနာအဲနဲ့နဲ့ခွန်ဆိုရကနာတဲသွားတယ်အဝါနဲ့ပြောင်းလိုက်တော့ကောင်းလားနဲ့နဲ့ခွန်ဆိုတဲ့ကနေတဲသွားအဲနဲ့နဲ့ခွန်ကနေပေါ့နှစ်ဦးမှနှစ်ဦးမှသူကထွက်တဲ့ကနေအဲခွန်ခွန်ကူလို့အဲခွန် ခွင်မှုနဲ့ခဏရိုက်သွားတယ်။အဲပထမကလေးကိုကြည့်ကြအောင်။အဲပထမကမှာ6 6 6လေး6လို့တဲတယ်ခွင်9လို့တဲတယ်1နဲ့3လို့တဲတယ်သွားတဲတယ်သွားတဲ့အချိန်မှာအဲ6ထိတ်နဲ့အပူတကွက်ရဲ့ဘေးရကဏ္ဍနေပေါ့66 6ဟော4 3ဆိုပြီးရိုက်သွားတယ်66 4 3လို့ရိုက်သွားတဲ့အချိန်မှာသူက6တော့4 3ကနေပေါ့သူ့ရဲ့အဲ66 4 3လို့ရိုက်သွားတယ်အဲ6ထိတ်ရဲ့ အဲ6ထိပ်ရဲ့ဘေးကပထမဆုံးဖြစ်တဲ့6ထိပ်ရဲ့ဘေးမှာ59နဲ့ဆိုတဲ့ကဏ္ဍပတ်လည်လာတယ်။6643လို့ရိုက်တဲ့အချိန်မှာမှသူကအာ63တဲဆိုတဲ့ကဏ္ဍလေးကထည့်တယ်သွား63တဲကနေပေါ်အာ1 2 3 4 5 6 9 8အဲ6အဲအဲ1 2 3 4 5 6 9 8 8ကျန်တော့ပေါ်လေးချိန်မြောက်မှာနက်နက်ခွန်လို့တဲပဲ အဲ900ခုံလို့ရိုက်တယ်အဲ့လိုမျိုးတဲတဲ့ line နဲ့မှာမှာ तू อ่ะအာအာ3ခုံနဲ့ဆိုတဲ့ကဏ္ဍတစ်ခုလိုက်ရိုက်တယ်3ခုံနဲ့ရဲ့3ခုံခုံဆိုတဲ့ကဏ္ဍရဲ့3ခုံလိုက်ရတယ်ပေါ့အဲ့ကဏ္ဍ3ခုံရိုက်တဲ့အချိန်မှာအဲရိုက်သွားတယ်ပေါ့အဲ့3ခုံရိုက်တော့ခါကျတော့သူ့ရဲ့ dependent ထဲမှာအာသူ့ရဲ့ dependent ထဲကကဏ္ဍတစ်ခုကအာ140ဆိုတဲ့ကဏ္ဍထောက်ပြီးမှဒီကဏ္ဍ အဲသုံးခွက်ရိုက်သွားပေါ့အဲတလေးစီကလည်းနောင်ထဲမှာ तू ကငနအကွက်ရွှေ့ဆိုင်နဲ့ပြန်ရွှေ့သွားတယ်တလေးစီလို့ရွှေ့သွားတယ်အဲဒုတိယကလေးကိုကြည့်ကြအောင်ဒုတိယကလေးကလည်းတနဲ့သုံးလို့တည်တယ်အဲခွန်ကူ၅လို့ရိုက်တယ်ခွန်ကူ၅လို့ရိုက်ပြီးတော့ခါကြတော့ तू အပေါ်မှာ၄6ဆိုပြီးဒေကနန်းသုံးခွက်တည်သွားတယ်အဲ့လိုမျိုးတဲအချိန်မှာရှစ်ထိတ်နဲ့အဲရှစ်ပူးရဲ့ဘေးရကနန်းနေပေါ့66အော်လေ3ဆိုပြီးရိုက်သွား သူ့ရဲ့တပင်ကြော်မှာမှ15နှစ်ဆိုတဲ့ကဏ္ဍပတ်တယ်လေးရရ6643လို့ဆုံးသွားတဲ့ကဏ္ဍကနေပေါ့အပေါ်ရေးလိုက်မယ်အရေးလိုက်ရင်630ဆိုတဲ့ကဏ္ဍကသူကဒေးလိုက်ရတယ်ဒေးလိုက်ရပြီးသူ့ရဲ့ရှစ်ကြိမ်မှာ1 2 3 4 5 6ခွန်ရှိကြမှာနဲ့နဲ့ခွန်လို့တဲတဲ့ပထမတော့နဲ့နဲ့ခွန်လို့တဲနှစ်ဦးမှာခွန်မှုနဲ့ရိုက်တယ်နဲ့နဲ့ခွန်လို့တဲတဲ့ပထမကလိုပဲ၃ခွန်ခွန်ဆိုပြီးတဲ့ သုံးခွန်ခွန်လို့တဲ့လိုက်ရိုက်တယ်သုံးခွန်ခွန်နေပေါ့သုံးခုနှစ်ဆိုပြီးရိုက်တယ်အဲ့ရဒီဘက်နှစ်ထဲမှာ3.14ဆိုတဲ့ကဏ္ဍတဲ့ရှင်းနှစ်ကလို့အာလိုပဲ3.14ဆိုတဲ့ကဏ္ဍလိုက်တဲပြီးမှဒီဘက်နှစ်ကိုပြန်လိုက်ရွှေ့တယ်ဒီကဏ္ဍလေးများဒီလက်ကြံချိန်လက်ကြံချိန်မှာ140အာလေးလက်ကြံချိန်မှာအဲလက်ကြံချိန်လက်ကြံချိန်မှာမွေးထားခြင်းမွေးထားခြင်းနဲ့တူတဲ့အတွက်ကျွန်တော်ဟောတင်ပေးလိုက်ပါရဲ့နောက်တစ်ခုက နောက်တစ်ခုကကြတော့သူကငါးစုံကုန်းတဲ့ဒီမှာဘယ်လိုဖြစ်နေအောင်ဆိုတော့ဒီဟိုဟာပေါ့ငါးစုံကုန်းเนี่ย85ဆိုတာပေါ့85နေပြောစသွား85နေပြောစတယ်အာ6 643ဆိုတဲ့ကဏ္ဍဟာအာ463ဆိုပြီးသူကဇောင်းရိုက်သွားဇောင်းရိုက်တဲ့အချိန်မှာအာသူ့ရဲ့အဲကရကကဏ္ဍအပူအပူအပူကဏ္ဍရဲ့ပြီးမှမယ်သူက လိုက်ထွက်ပြီးနေတယ်ဒီသူ့ရဲ့နှစ်ပင်ကျော်ဆောင်းခဏ65ပြီးတော့ဒီမဲ့အဲ65ပြီးတော့65 65မှာလဲသူက65မှာလဲဒီ698ဆိုတဲ့ကဏ္ဍသူ့ရဲ့နှစ်ပင်ကျော်ကဏ္ဍဆောင်းကဏ္ဍမဲ့တက်ရိုက်တယ်ရိုက်တဲ့ချိန်မှာသူကအပူရဲ့ပြီးမှာပဲတက်ရိုက်သွားတယ်2005ခုနှစ်မှာဒီ305ဆိုတဲ့ကဏ္ဍသူ့ရဲ့နှစ်ပင်ကျော်ကဏ္ဍမဲ့305ဆိုပြီးတက်ရက်တယ် ရိုက်တဲ့အချိန်မှာလည်းသူ့ရဲ့အပူခဏရဲ့ဘေးမှာပဲတက်ဟိုလည်းအဲကတ်ထွက်ထွက်ပြေးသွားတယ်အဲ2015မှာကြာတော့2015မှာလည်းသူကအခွင်းတုံညာလေးဆိုတဲ့ကဏ္ဍသူ့ရဲ့နှစ်ပင်ကြောကဏ္ဍဇောင်းကဏ္ဍဒီမှာဇောင်းမတက်ရိုက်သွားရိုက်တဲ့အချိန်မှာလည်းသူ့ရဲ့ဘေးရကဏ္ဍအပူခဏရဲ့ဘေးမှာပဲတက်တက်အဲရိုက်ရိုက်သွားတယ်သူ့ရဲ့နှစ်ပင်ကြောကတော့အခု2000အ2025မှာ2025မှာသူက အပူကန်းနံဘီမာဒီကနာလေသူ့ရဲ့နှမင်ကြွားကနန်းဒီမှာတက်မဖြုတ်ဘူးဒီကနာအောက်ကကနန်းနေလေအပူကနန်းရဲ့ဘေးကကနန်းနေရသူ့ရဲ့အပူကနန်းရဲ့ဘေးကကနန်းနေဒီကောင်းလေးကလည်းတက်မဖြုတ်ဘူးဆိုတော့ဒီကောင်းလေးများသူကသူကတော့အဲ ခွန်ရှိကိုဆိုတဲ့ကနားကတော့ဒီဒီလိုမျိုးစောင်းစောင်းကနားလေးတက်ပြီးဖြုတ်တာပေါ့အများကသူကအပူကနားနေရပြင်းမှာပဲတက်ဖြုတ်တာဒီအပူကနားဒီနှစ်ခွက်ပဲရှိတော့လဲစောင်းကနားဆိုလို့အဲဒီဒီဘက်ကတော့ဒီခွန်ရှိကိုပြန်ကြကြရင်တော့ထုတ်လို့ရပါတယ်ကျေးဇူးတင်ပါတယ်